ချပ်တာ190ခွန်မှာတော့ပထမဦးဆောင်ကိုစန်နီမမလေးကတင်ပြလိုက်ပါတယ်။မမလေးရဲ့စွမ်းရည်တွေအားလုံးကနောက်ထပ်တစ်ဆင့်ကိုတဟုံတို့တုတ်တက်သွားခဲ့ပါပြီ။ကိုယ့်ရဲ့အမြန်တော့ငါးစာအနေနဲ့အသုံးချပြီးတော့ပြန်ဘက်ကိုအသွင်းဝင်ကာမာလားအပြင်ဝင်ကာမာလားဆိုတဲ့ရေးချေချက်နဲ့အဲ့ဒီရေးချေထားတဲ့နေရာကိုပဲအရှင်ပြင်းပြင်းနဲ့ဖျက်ပြီးပြတာပါ။အဲ့ဒီကနေကန်တွင်းရလွင်မဲ့နေရာတစ်ခုကိုရှာပြီးတော့လူပေးရမှာကိုစိတ်မပူပဲ အတင်းစုဝင်ပြေးပါတယ်အဲ့လိုမျိုးကန်ချက်တွေကညာဘက်အချမ်းမှာဆိုရင်မြင်ရခဲ့ပြီးတော့နောက်ဆုံးအဲ့ဒီထိန်းချုပ်ထားတဲ့ဝဲကန်ချက်ကအချိန်မြင့်တဲ့အလဲကန်ချက်ဆိုပေမဲ့အဲ့ဒီကန်ချက်တွေအားလုံးဒပုံစံနဲ့ပုံစံတူအောင်ကန်နိုင်ခဲ့ပါတယ်ဆန်နီမမလေးကဂိုးရီဇရိုက်တွင်းနိုင်တဲ့တိုက်စစ်မှုန်တယောက်အနေနဲ့ကိုပြောင်းလဲသွားပါပြီပြောင်းလဲသွားတဲ့အရာကတော့ရွှေရောင်ဖော်မြူလာလွတ်ခေါ်ပြီးအရင်ကတည်းကသုံးခဲ့တဲ့ဖော်မြူလာကိုပြန်လဲပြောင်းလဲပြီးတော့သူဖြစ်ချင်တဲ့တိုက်စစ်မှုပုံစံနဲ့ချိန်ကြီးလိုက်တာပါပြီးတော့အဲ့လိုတွေးထားတဲ့ style အတွက်လိုအပ်တဲ့ခန္ဓာကိုယ်လေ့ကျင့်ပြီးတော့ရရွေခဲ့တာဘလူးလော့မှာနောက်တစ်ဆင့်တက်ဖို့အတွက်အဓိကတော့ချက်ပဲဖြစ်ပါတယ်။ဒီစားကြီးက ငါသိပြီလက်ရှိဖော်မြူလာအဆင်မြင်လိုက်ရွှေရောင်ဖော်မြူလာလာတယ်ပေါ့ဟုတ်တယ် Neo Equis Lee ရဲ့ထိတ်တန်းနေရအောင်ငါတိုက်စစ်မှုတယောက်အနေနဲ့ရက်တည်မယ်ပြီးတော့မင်းတို့နေနေမယ်ဆိုရင်နောက်ကျကြံနေလိမ့်မယ်ငါနေလေးတယ်ဆိုပြီးတော့ဆန်နီမမလေးကပြောပါတယ်အီစာကီကတော့ဆန်နီမမလေးကသူဖြစ်ရှင်တဲ့ပုံစံကိုသူ့ရဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီးလိုက်နေတယ်ဆိုတဲ့ပုံစံကအင်္ဂလမန်တင်ယူခဲ့ရတယ်ရှီယောင်နီးစစ်နေပဲဆိုတော့နားလည်လိုက်ပါတယ်တဖက်မှာဂျာမန်ဂီဇိုလီယာယိုချီအိုက်ဒီယာကမင်းရဲ့တငယ်ချင်းဟောင်းလေးလား तू ကကောင်းသားပဲ तू ကမြန်တယ်မားတယ်ပြီးတော့လှပါတယ် ရန်တော်လုံးလုံးငါသူ့ကိုနင်းချေပြဖို့မဆောင်နိုင်တော့စစ်သူကြီးကဘယင်းကိုပြန်သက်ခြင်းလဲဟလာငါသူ့ကိုငါ့ရဲ့စင်မြင်မှာပါခွင့်ပေးမယ်ပြီးတော့အီစာကြီးမင်းအဲ့လိုဆက်ပြီးတော့ပြင်းစရာကောင်းနေအောင်မယ်ဆိုရင်ငါမင်းအပေါ်မှာစိတ်ဝင်စားမှုတွေကုံဆုံးသွားလိမ့်မယ်နော်ယိုချီကျွန်တော်ပြောပါတယ်ခိုင်စာကြီးနေတာပါလို့ခိုင်စာရဲ့ဂေးထာနဲ့နာနာကပ်ပြောတဲ့အခါမှာတော့အီစာကြီးကစိတ်ရှုပ်နေပြီသူ့ရဲ့မှားသွားတဲ့နေရာတွေကိုပြန်သုံးသပ်နေမိပါတယ်သူ့ရဲ့စွမ်းရည်တွေကအလုံးမဖြစ်တာတော့မဟုတ်ပေမဲ့ဘောလုံးကအကြာကြီးထိန်းထားလို့မရတာပဲဖြစ်ပါတယ်ဘောလုံးရကြီးဆိုတာနဲ့စန်နီမမလေးနဲ့တတိသားတို့က ခဇင်းနဲ့တိုက်စစ်ကိုမြင်းမြင်းဆန်ဆန်ပြောင်းနိုင်တာကြောင့်ဘောလုံးကိုလာလုသွားမှာပဲဖြစ်ပါတယ်။ရတော့ရင်လေသူတို့ရဲ့ပြောင်းလဲသွားတဲ့ပုံစံနဲ့တရင်လုံးကိုပြောင်းဆောင်အောင်လုပ်ပြမှာမဟုတ်လို့အခက်တွေ့နေပါတယ်။ဒါတော့အင်္ဂလန်မန်ချက်စတီရဲ့အမြန်နှုံးနဲ့ဖောက်ထွက်အားပဲဖြစ်ပါတယ်။ပြီးတော့အီစာဂီတာဘောလုံးကိုကြကြပိုင်ဆိုင်လိုက်မယ်ဆိုရင်ပုံမကောင်းမွန်တဲ့သုံးဖြတ်ချက်တွေကိုချနိုင်ပြီးပွဲရဲ့အခြေအနေကိုပြောင်းလဲနိုင်မှာပဲဖြစ်ပါတယ်။ယွိချီမင်းမအကြံရှိတာလား။ဒါမှမဟုတ်လုံးဝပိတ်သွားတာလား။ဘလူးလော့ရဲ့ထိပ်တီးလေး။အမချောင်းနဲ့ကိုလုတ်ကိုလှုပ်ဆမ်းပါ။ယော့မင်းကြိုက်တာလို့လူပြက်လေး။မင်းကားမပြရင်လူတွေကမင်းကိုကြီးဆက်မှာမဟုတ်ဘူး။ ဆိုပြီးခနဲ့ရဲ့သဘောနဲ့ဘောလုံးပေးလိုက်ပါတယ်။အီဇာကီကလည်းအဲ့လိုဘောလုံးပေးတဲ့အတွက်နောက်လိုက်ရအောင်လုပ်ပြမယ်ဆိုပြီးတော့စိတ်ထဲမှာကြုံဝါနေမိပါတယ်။ဘာလို့လဲဆိုတော့ပွဲစားကလေးကအီဇာကီမှာနောက်ထပ်အကြံတစ်ခုရှိပါသေးတယ်။အဲ့ဒီအကြံကတော့ငမမ်းမသားကိုရိုနာပဲဖြစ်ပါတယ်။ငမမ်းမသားနဲ့အီဇာကီရဲ့သွဲလုံးကရီယိုလိုလူမျိုးတော်ခဏနဲ့ကြော်ဖြတ်သွားနိုင်ပြီး training မှာလေ့ကျင့်ထားတဲ့ကိုရိုနာရဲ့လက်နက်ဖြစ်တဲ့အရှိန်နဲ့လှည့်ပြေးပြီးတော့ရီယိုအေးစေးကြော်တက်သွားပါတယ်။အီဇာကီနဲ့ငမမ်းမသားတို့ရဲ့ပေါင်းစပ်မှုကညာဘက်တစ်ချမ်းလုံးကိုတင်ပိုက်ပါတော့မယ်။ chapter 188မှာတော့ညာဘက်တစ်ချမ်းလုံးကိုတင်ပိုက်မယ်။ငမမ်းမသားနဲ့အီဇာကီတို့ရဲ့သွဲလုံးကလာနေပါပြီ။ အရှိမတော့အရင်ပွဲကဂိုးသွင်းထားတယ်ကပ္ပတိန်အမေရိကကိုလူဝိုင်းကတ်နေကြပြီးပေးနိုင်ချေရှိတဲ့အလုံးနိုင်ကိုကာကြမှာဖြစ်ပါတယ်အဲဒါကြောင့်မို့ခန်းစစ်ကစားသမားတွေကိုဂိုးအေရီးယားထဲမှာစုခိုင်းထားပြီးအီဇာဂီနဲ့ငမန်းမသားတို့ကနေရာလွှတ်ရှာကြမှာဖြစ်ပါတယ်ကပ္ပတိန်အမေရိကကိုလူပေးမယ်လို့ထင်နေကြတော့ကပ္ပတိန်အမေရိကရဲ့အနောက်ကိုပြေးသွားမှာပဲဖြစ်ပါတယ်ဝမ်ဒူဖက်စ်နဲ့နေရာလွှတ်ကြောက်ပြေးဝင်ကတ်သွင်းမဲ့နေရာအရောက်မှာတော့ဒါအမေးအကျံပေါ့မင်းဒီလောက်ပဲတက်နိုင်တာလားဆိုပြီးတော့ခိုင်စာဖြတ်လုသွားပါတယ်အီဇာဂီဂျာမန်ဂေးလေးစီကခိုးတယ်လို့ ခိုင်စားလဲအဲ့ဒါကိုတစ်ချိန်လုံးကြံနေခဲ့တာဖြစ်ပါတယ်။ကန်သွေးရမယ့်နေရာကိုရောက်ဖို့အတွက်အီဇာကီစီစဉ်ခဲ့တဲ့အကြံကိုခိုင်စားကတစ်ချိန်လုံးမြင်နေခဲ့တာဖြစ်ပါတယ်။ဇန်ညိုးကပြင်းစရာကြီးညင်းနေနော်။အဲ့ဒီအချိန်မှာဆန်နီမမလေးကဖျက်ထုတ်လိုက်ပြီးတော့မင်းရဲ့ဇန်ညိုးကလည်းပြင်းစရာကောင်းလို့လို့အိတ်တောင်ပြောလာတယ်ခိုင်စား။ညင်းနေ။အဲ့ဒါမျိုးကြိုက်တာ။မမလေးရဲ့ဖျက်ထုတ်မှုကတရီတာလေးစီကိုရောက်ရှိသွားခဲ့ပြီးတော့နာဂီအာဂီရိုနဲ့တူတံပြင်းတိုက်ဆစ်ဆင်ပါတယ်။ကဲအခု သူတို့နင်းချလိုက်တော့မန်ချက်စတီအမြန်နှုံးနဲ့ဒဇုဆိုးပြေးထွက်တာကိုအခြေခံနဲ့မင်းတို့ရဲ့လှပတဲ့ခန္ဓာကိုယ်တွေကိုအသုံးပြပြီးတံမြန်တိုက်စစ်ကိုစတင်လိုက်တော့ဒီတစ်ခါရဲ့တံမြန်တိုက်စစ်ကညာဘက်ဂိုးအရီယာပဲဖြစ်ပြီးတော့ရီယိုကနေနာဂီစီကိုပေးဖို့တဲ့ပေးဖို့မှုမျိုးပဲဖြစ်ပါတယ်ရော့တယ်ငါတို့မင်းကိုတောင်းမယ်ဖြစ်မှာမဟုတ်ဘူးငါတို့ကမင်းနောက်မှာတောင်းနေသူတို့အချိန်မီလောက်တယ်ဆိုပြီးတော့နာဂီကိုတားနိုင်မယ်ထင်နေတော့ခန်းစစ်ကစားသမားနှစ်ယောက်လုံးကိုခန္ဓာကိုယ်နဲ့ပေးလိုက်ပြီးတော့ဂိုးကနာဂီရဲ့နောက်မှာဖြစ်တဲ့အတွက်ညာဘက်ကိုလှည့်လိုက်ပြီးနောက်ကိုဆွဲပြီးတော့စပစ်ချလိုက်ပါတယ်ပြီးတော့အရှိန်နဲ့ဆွဲထွက်သွားပြီးနာဂီကတယောက်သေး ဒရစ်ဘလင်းလုပ်နိုင်နေပါပြီအရှိမကိုဘက်ကလူတယောက်ခန်းစစ်ကဘယ်တယောက်ညာတယောက်ကြံပြီးတော့ဂိုးနဲ့လည်း26ကိုက်လောက်ပဲဝေးတဲ့အနေအထားကိုရောက်နေပါပြီတယောက်တည်းကိုယ်တိုင်ဂိုးသွင်းမှုလုပ်နေတဲ့နာဂီကအီဇာကီအီယန်အတိခဲ့တဲ့နာဂီမဟုတ်တော့ပါဘူးနာဂီအစ်တစ်ပေါ်ကိုလာအောင်မဲ့အချိန်ပဲပိုကောင်းမလားဆိုးမလားဟုတ်တယ်နာဂီမင်းကအရင်လုံ pass မလို့တော့မင်းကနေစတဲ့ဘောလုံးကိုပြလိုက်ပြင်းစရာကောင်းတဲ့အရာတွေကအရေးကြီးတာပဲဆိုပြီးတော့နာဂီအစ်တစ်ကဂိုးအေရီယာတွေကိုလာနေပါပြီ chapter 189မှာတော့ prince ကနောက်ဆုံးဖြစ်တဲ့နာဂီလိုချင်တဲ့ကစားနည်းပုံစံကိုမင်းနေပါတယ် နာဂီကတော့အီဇာဂီကိုအနိုင်ယူခြင်းနဲ့လို့ပြောပါရတယ်။ပရစ်ကဘလူးလော့ရဲ့ကျယ်ဝင်အီဇာဂီမလား။ "तू ကမင်းရဲ့ပြိုင်ဘက်လား"အဲ့လိုထင်တာပါပဲ။ငါ့ကိုပို့ပြီးတော့တိတိကျကျလေးပြောပေး။ "तू ကအနိုင်ယူဖို့ဘလူးစိတ်ကူးထားလဲ။စိတ်ကူးကြည့်ရမယ်ဆိုရင်တော့မသိဘူးဗျာကျွန်တော်သူ့ကိုမရှုံးကြည့်ဘူးအဲ့ဒီလောက်နဲ့ကမ္ဘာအကောင်ဆုံးဖြစ်မှာမဟုတ်လေတည်ရမလားကျွန်တော်ကမ္ဘာအကောင်ဆုံးဖြစ်ဖို့စိတ်မကူးကျင်သေးဘူးအခုအီဇာဂီကိုအနိုင်ယူခြင်းနဲ့အဲ့ဒီလောက်ပဲဟုတ်ပြီအဲ့ဒီကြံဝယ်ပြောင်းကြတာပေါ့မင်းကိုသွေးနောက်မယ်ဆိုရင်မင်းရဲ့အသွေးထဲမှာဘာပေါ်လာတတ်လဲကျွန်တော်ကဘောလုံးလာတဲ့အခါဒီတိုင်းတုံ့ပြန်ရုံလေးပဲ ဟမ်အဲ့ဆို view ဟာရရောတကားမှမတွေ့ဘူး Rio ဒါမှမဟုတ်အီစာကြီးကပဲကျွန်တော်ကိုအမြဲတမ်းဘောလုံးပေးတာမင်းကအမြဲတမ်းဒီလိုကြီးပဲလားဟုတ်တယ်ကျွန်တော်ကဘောလုံးအကြောင်းတော့တိတ်မသိတီးပြီမင်းကညံကြီးရှိမှဖြစ်ရမယ်ကဲအချက်လက်တွေကိုကြည့်ကြည့်ရအောင်နာဂီရဲ့အချက်လက်တွေကိုလေ့လာကြည့်တဲ့အခါမှာတော့နာဂီရဲ့လက်နက်ကဘောလုံးထိနိုင်တဲ့စွမ်းရည်ကိုမိခိုတာပဲဖြစ်ပါတယ်ဘောလုံးကိုထိချက်ဖို့ဆိုရင်ခန္ဓာကိုယ်တစ်ခုလုံးကပြောင်းလဲသွားပြီးတော့စိတ်တန်းကျပြောင်းနိုင်ဆက်နိုင်ပြီးအဲ့ဒီလိုအရာတွေကပဲအမှတ်ကောင်းရစီတာဖြစ်ပါတယ်အဲ့ဒီလိုမျိုးဘောလုံးထိနေတဲ့နေရာမှာခရစ်စပရင်ရောင်မှကျော်လွန်ပါတယ်ဒါပေမဲ့လည်း ဖန်တီးနိုင်စမ်းမှာတော့လုံးဝမရှိသလောက်ကိုဖြစ်နေပြီးအမြဲတမ်းလူပေးဖို့ပဲစောင့်နေခဲ့လို့ဖြစ်နိုင်ပါတယ်ပြီးတော့ကစားပွဲထဲမှာလည်းအံ့ဩစရာတုံ့ပြန်မှုတွေကိုလုံနိုင်ပြီးအတူချုံပြောရမယ်ဆိုရင်တော့နာဂီကသူနဲ့ဆော့တဲ့ကစားသမားပေါ်မှာမူတီတာပဲဖြစ်ပါတယ်ကိုနဲ့ဆော့တဲ့သူရဲ့အစိုးကောင်းပေါ်မူတီပြီးတော့ပြောရမယ်ဆိုရင်ကိုနဲ့တွဲဆော့တဲ့သူကကိုကိုအဖမ်းမလို့ရင်နာဂီကအတုံးမဝင်တော့ပါဘူးအဲ့ဒါကြောင့်မေးအီစာဂီကိုမနိုင်နိုင်တာပါအဲ့ဒါကြောင့်မို့ခရစ်စပရင်ရဲ့အကြံပေးချက်ကပေါ်ပြီးတက်တက်ကြွကြွဆော့ဖို့နဲ့သူ့ရဲ့အတံမှဆုံးလက်နက်ဖြစ်တဲ့ဘောလုံးထိန်းတဲ့အရာ သူတယောက်တည်းရပဲကိုသိနိုင်မဲ့ပုံစံမျိုးကိုပြောင်းလိုက်ရပါမယ်။အဲ့လိုမျိုး train နိုင်ဖို့အတွက်ကုညီပေးမဲ့သူကတော့အဂီပဲဖြစ်ပြီးနာဂီလိုမျိုးထူးဆန်းတဲ့တတ်တော်ဝါတွေကိုကြိုက်တဲ့ငါကြောင်မျိုးစိတ်ဝင်စားရလို့အဂီကပြောပါရယ်။နာဂီကိုတိုးတက်ဖို့အတွက်ဆိုရင်တော့အရာအလုံးသုံးညနေပြန်ပြီးတော့စတင်ရမှာဖြစ်ပြီးကိုယ့်ရဲ့ကိုသိနည်းပုံစံကိုအစအနေပြန်ပြီးတော့ပြန်လည်ရှာဖွေရမှာဖြစ်ပါရယ်။အဲ့လိုမျိုးရှာဖွေရင်းနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်ဘောလုံးကန်နီကိုဖန်တီးရမှာဖြစ်ပါရယ်။နာဂီရဲ့ဘောလုံးထိုင်းနီအစ်စ်ကကစားပွဲရဲ့အရှင်ကိုဖြစ်တော့ပြစ်ဖို့ရည်ရထားဆိုပြီးတော့အီစာဂီကသွင်းနေပါရယ်။နာဂီရဲ့စိတ်ထဲမှာတော့ရီယိုနဲ့အီစာဂီတို့တစ်ချိန်လုံးသွင်းနေကြတယ် န်နီးနိုင်ဆိုင်ကအတော်လေးပြင်ပန်းစရာကောင်းနေဆိုတာတွေးနေမိပါတယ်။အာဂီတင်မိခဲ့တဲ့အရာကတော့ငါကျင်မှုကိုဖြစ်ပေါ်စေတဲ့လန်ဒန်လန်ရှိပါတယ်။ပထမတစ်ခုကတော့မလုတ်ချင်မိမဲ့လိုရမဲ့အရာမျိုးဖြစ်ပြီးအလိုလိုဖြစ်ပေါ်စေတဲ့နာကျင်မှုလို့ခေါ်ပါတယ်။နောက်တစ်ခုကတော့လုတ်ချင်တဲ့အရာကိုတွေးနေတဲ့အရာဖြစ်ပြီးအဲ့ဒါတော့ကိုယ်တိုင်လုတ်ယူတဲ့နာကျင်မှုပဲဖြစ်ပါတယ်။အဲ့ဒီလိုမျိုးအခြေခံအုံမြင့်နဲ့နာဂီကအဂီစီကိုဖျက်တင်လိုက်ပြီးအဂီကသူ့ရဲ့ရှည်လျားတဲ့ခန္ဓာကိုယ်အစိပ်ပိုင်းနေနဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြောင့်အားလုံးကကန်သွင်းမယ်လို့ထင်နေတော့မှာပဲ။နာဂီစီကိုချပြလိုက်ပါတယ်။အားလုံးကမမြော်လင့်ထားတဲ့အရာဖြစ်လို့တုံ့ပြန်ခြင်းများကြီးမှာပဲ။ဘောလုံးကိုတော့လိုက်ပြီးတော့ညီပြီးမောအကြမခံပဲကန်သွင်းလိုက်ပါတယ်။ အဲ့ဒီကန်ချက်ကိုမော်ရယ်ပိုင်းကိုကိုကခေါင်းအမှန်ခံပြီးကာဝယ်လိုက်တယ်မလို့တပတ်အတင်းကဂိုးစားတောင်းကန်ပေါ်ပဲရရှိသွားပါတယ်မင်းကရင်ကလေးကဒီလိုစိတ်ရှုပ်ဖို့ကောင်းခဲ့ရမင်းကပြောအမမင်းရောအကုန်လုံးကိုနာကျင်စရာလို့ထင်နေတဲ့အရာအနေလွတ်မြောက်ပြီလားအေးကြီးရတာငါမရင်ကျက်သေးသလိုပဲဆိုပြီးတော့မော်ရယ်ပိုင်းကိုကိုရဲ့ခေါင်းကကျင်းတဲ့အတူ chapter 189ကဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ် chapter 180မှာတော့ယူကီမီယာရဲ့ခေါင်းကကျင်းကြောင့်တပတ်အတင်းကဂိုးအစားတောင်းကန်ချက်ပဲရရှိသွားပါတယ်အီစာကြီးကကိုရန်တယောက်တည်းဂိုးသိလို့ရနိုင်တဲ့ဖန်တီးမှုမျိုးဖန်တီးနေတဲ့နာဂီကြောင့်တွင်းနေမိပါတယ် အကီကနာဂီရဲ့တိုက်စစ်ကိုတရားမှတ်မှာရှင်းမှတ်တာပေးပါတယ်။ဘာလို့လဲဆိုတော့အဲ့လိုမျိုးပေးပို့မှုမျိုးဟာအကီတယောက်ပဲထိန်းနိုင်တာဖြစ်ပြီးတခြားသူတွေကအဲ့လိုပေးမယ်ဆိုရင်အလုံးမဖြစ်နိုင်ပါဘူး။ဒါပေမဲ့လည်းအပိတ်ကန်ချက်ကကောင်းတာမလို့ဒီထက်ပိုပြီးကောင်းကောင်းပေးနိုင်မယ်ဆိုရင်မြန်မြန်ဆန်ဆန်ကန်သွင်းနိုင်မှာပဲဖြစ်ပါတယ်။အမတ်ရော့သွားတဲ့အကြောင်းရင်းကလည်းမစင်းစားပဲလှုပ်လိုက်မိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဆရာသမားနှစ်ယောက်ကတကယ်အရေးကြီးတဲ့ပွဲမှာတော့လာပြီးတော့စမ်းတက်နေကြတာမလို့အီသာကီကတော့ကြောင်နေမိပါတယ်။ကစားနည်းရဲ့အဆဆုံးအကီကတင်ပေးနေရပြီ။အခုချိန်မတိုင်ခင်အထိရီယိုပြောသလိုပဲလှုပ်ခဲ့ရတာမလို့ဘယ်လုံးမဟုတ်သူတားနဲ့တပတ်သက်လာရင် အပြော်ရန်ကစားသမားအဆင့်တတတာပဲရှိပါတယ်။အဲဒါကြောင့်မို့ကိုယ့်ရဲ့ကစားနည်းကိုဖန်တီးရတဲ့နေရာမှာလဲကြက်ပေါက်တစ်ကောင်တတာပဲရှိပါတယ်။အခုဆိုရင်တော့နာဂီရဲ့ဖြစ်နိုင်ခြေတည်းကအကန့်အသတ်မရှိဖြစ်နေတဲ့အပြင်မန်ချက်စတီရဲ့ပရိုတရားကပါဆောင်ရှောက်ထားတာမလို့နာဂီကတော့လုံးဝကန်စားတာတွေတတ်နေပါပြီ။အထေသားလေးကသူတို့ကနာဂီရဲ့ပါရမီကိုအရန်ထိနာဂီကဒီနေရာမှာအချိန်မုန်းခံရနိုင်ပြီ။သူကလူလားမယ်ဆိုရင်မင်းသူ့ကိုရက်တတ်နိုင်မှာမဟုတ်ဘူး။ပြီးတော့မင်းနိုင်ငံကနာဂီရဲ့ပါရမီပေါ်မှာကြွေစိမ့်မှုတယ်မလားငါတို့နှစ်ယောက်စီမှာနာဂီရဲ့တဲလက်နေရတဟုန်တို့တုတ်တက်လာခဲ့တယ် အခုခရစ်နဲ့အာဂီသူ့ရဲ့တင်ကြမှုဟာကောင်းကောင်းသွားပြီဆိုရင်မိရခမန်းလို့မရအောင်တက်လာနိုင်ပြီးတော့ကမ္ဘာအကောင်ဆုံးပါရမီရှင်တယောက်ဖြစ်လာလိမ့်မယ်အဲ့ဒါကြောင့်မို့နောက်မှဂျမနီကနဲ့နာဂီကသူလူချင်းတဲ့အရာကိုရဖို့အတွက်အားလုံးပြီးဆက်မှာဆိုပြီးတော့တတိသားလေးကပြောပါတယ်အီဇာဂီကမန်ချက်စတီရဲ့ကစားပုံကိုနားလိုက်သွားပြီးတတိသားလေးနဲ့မမလေးတို့ကသူရဲ့စတိုင်အစ်တွေကိုဖန်သီးနေပြီးနာဂီနဲ့အာဂီတို့ကလည်းကစားနည်းအစ်တစ်ခုကိုဖန်သီးနေကြပါတယ်ပြီးတော့အဲ့ဒီအရာတွေကိုစက်သားလေးချင်းကန်နေလှုပ်ပြီးတော့လက်လျောညီချင်းနိုင်အောင်လုပ်နေကြတာပဲဖြစ်ပါတယ်ဒါကတော့ဘလူးလော့နဲ့မန်ချက်စတီတို့ပေါင်းဆက်ထားတဲ့ နီယိုအီဂိုစ်ပေါင်းဆက်အသေးမဲ့ဖြစ်ပါတယ်။ကော်နာကီကလည်းပြန်စတင်ခဲ့ပြီးတော့ကတဲ့မဲ့သူကစန်နီမမလေးဖြစ်ပြီးအီဇာကီရဲ့ခမမ်းမှုအရလူပေးနိုင်တဲ့အရှိဆုံးဟာနာဂီဒါမဟုတ်ရီယိုလည်းမဟုတ်ပဲတိတိတသားကြီးအာကီပဲဖြစ်ပါတယ်။အာကီကိုအရေးချင်းမရှိနိုင်တာမို့လို့မန်ဆာနဲ့အီဇာကီဒါပေါင်းချမယ်ဆိုရင်ဘတ်စတမန်ချင်းကအခွင့်အရေးရနိုင်ပါသေးတယ်။စန်နီမမလေးကကန်နေလိုက်ပြီးပေးဖို့အချက်ပြပြီးအလုံးတွေးထားတဲ့ဆက်ညင်ဘက်မြေလိမ့်ဘောကိုပဲပေးခဲ့ပါတယ်။အာကီရဲ့ကြီးမားပြီးတော့ရှီလာတဲ့ခန္ဓာကိုယ်ကြောင့်အီဇာကီကသူ့ကိုမသားနိုင်အောင်ကန်ချက်ကိုတော့သားမယ်ဆိုပြီးတွင်းနေတော့မှာပဲ။ကန်သွင်းမဲ့စားနောက်ဖက်နောက်နဲ့ နောက်မှရှိတဲ့နာဂီဆဲရှိတို့တို့တို့စီစဉ်ထားတဲ့အတိုင်းပေးပို့လိုက်ပါတယ်။သွားပြီ။ငါတို့တော့ခံလိုက်ရပြီ။အခုနာဂီကလွတ်သွားပြီ။ခေါင်းပေါ်ကျော်ပေးတာကွက်တီပဲ။ Hey ဖြည်းဖြည်းပေါ့။ခိုင်စာမထိမ့်မပဲရောက်ချလာပြီးတော့နာဂီနဲ့အာဂီတို့ရဲ့အကြံကိုတားဆီးနိုင်လိုက်ပါတယ်။အော် Hey ခိုင်စာမတွေ့တာကြောက်ရင်နော်။ဒီတစ်ခါတော့မင်းုံကတေချာစောက်ကြည့်ပေးမယ်။ပါရမီရှင်လေး။ကော့ကိုကလေးတေချာထိန်းစမ်းမှာအီဇာကြီးကခိုင်စာရဲ့ဖတ်နိုင်စွမ်းနေတုံ့ပြန်မှုနီးစနစ် ခန်စစ်တိုက်စစ်အားလုံးကနောက်တစ်ဆင့်ရောက်နေပြီးတော့သူတီကြပြောနေတာခိုင်ဆန်တဲ့သူကအရန်ကွာချားတယ်ဆိုတာပါပဲကမ္ဘာအကောင်းဆုံးဖြစ်ဖို့အတွက်အပိုင်းစားဒီတိုက်ပွဲမှာရှာတွေ့လိမ့်မယ်ပြီးတော့ငါအခုထိမပြောင်းလဲသေးဘူးဆိုပြီးတော့ချပလာ180ဟာဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်နောက်အပိုင်းနေမှာတော့ဒီတဲ့စိတ်ဝင်စားစရာကောင်းတာကြီးလာမှမလို့ဆက်မပေးကြဘူးနဲ့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်ဒီနေ့ video ကတော့ဒီလောက်ပါပဲအားပေးကြတဲ့သူတို့တယောက်ချင်းနေတာကျေးဇူးတင်ပါတယ်နောက်အပိုင်းနေမှာပြန်တွေ့ကြတော့